။တမိုင်းမှာအကြဆုံးဖြစ်ခဲ့တဲ့အမေရိကန်အစိုးရလုပ်ငန်းရပ်ဆိုင်မှုပြီးဆုံးသွားပါတယ်။အစိုးရရပ်ဆိုင်မှု43ရက်ကြာပြီးတဲ့နောက်လွတ်တော်မှာသဘောတူညီချက်ရသွားတဲ့ဘတ်ဂျက်ဥပဒေကြမ်းကိုသမ္မတဒေါ်နယ်ထရပ်ကလက်မှတ်ရေးထိုးလိုက်ပါတယ်။ဒီဥပဒေကြမ်းထဲမှာပြည်ထောင်စုအေဂျင်စီတွေကိုဇန်နဝါရီလအထိငွေကြေးထောက်ပံ့သွားဖို့အစားအစာထောက်ပံ့မှုတွေကိုလာမယ့်နှစ်စက်တင်ဘာလ30ရက်အထိလှုပ်ဆောင်သွားဖို့အထက်နဲ့အောက်လွတ်တော်ကိုယ်စားလှယ်တွေရဲ့လုံခြုံရေးကိစ္စတွေဆောင်ရွက်ဖို့ ဒေါ်လာတန်း200ကျော်ချမှတ်ဖို့စစ်မှုထမ်းဟောင်းတွေကိုထောက်ပံ့ရေးအတွက်ဒေါ်လာ135ဘီလီယံသုံးစွဲဖို့နဲ့ပြည်ထောင်စုဝန်ထမ်းတွေကိုနောက်ကျောင်းပြန်လဆပေးဖို့စရာရီ ပါဝင်ပါတယ်အထက်လွတ်တော်ကထောက်ခံမဲ60ကန့်ကွက်မဲ40နဲ့ဥပဒေချက်ကိုအတည်ပြုပြီးအောက်လွတ်တော်ကိုလွှဲပြောင်းပေးခဲ့တာဖြစ်ပါတယ် အောင်လို့တော်ကအဲ့ဒီဥပရိကျန်ကိုမနေကဗုဒ္ဓဟူးနေ့မှာထောက်ခံမဲ222မဲကက်ကွက်မဲ209မဲနဲ့အတီးပြုလိုက်ပါတယ်။အဲ့ဒီနောက်မှာတော့တမဒဒေါ်နယ်ထရန့်ကလက်မဲ့ရေထူလိုက်တဲ့အတွက်သမိုင်းမှာအကြာရှည်ဆုံးအမေရိကန်အစိုးရရက်သက်မှုပြီးဆုံးခဲ့တာဖြစ်ပါတယ်။